အလုံးမဲမင်္ဂလာပါဗျာအောင်သူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်သူပါကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ v look at function ရဲ့ look at value နေရာမှာ space bar တစ်ချက်ပုတ်လိုက်တဲ့နဲ့ဒီပြိုင်နဲ့အဲမူရင်းထုတ်ပြီးထားတဲ့အဖြေဒီမှာ error value တွေပေါ်တတ်တယ်ဒါမှမဟုတ်ဘဲနဲ့ကိုမှတ်ထားတဲ့အချက်လက်တွေထဲမှာ look at value ရှိတဲ့ column မှာရှိနေတဲ့စကားလုံးတွေကเนาะဒီ space bar တွေပါနေရင် look at function ကမှန်ကန်တဲ့အဖြေကိုမထုတ်ပေးပါဘူးကောင်းပြီအဲ့တော့ကျွန်တော်စပြီးတော့သင်ခန်းစာကိုလေ့လာကြည့်အောင် အပုံမှန်အဖြစ်ဆိုရင်ကျွန်တော်ကဥမာ v equal vl depth lookup value ဆိုတော့သကလုံးကိုညွှန်မယ် f4 နိုင်မယ်ကောမာကုတ်မယ် lookup array ဆိုတော့ဒီဇာတ်ကွက်ကြီးကိုဆလတ်မှတ်မယ် f4 နိုင်မယ်ကောမာကုတ်မယ် colon index ဆိုတော့ colon function ကိုသုံးမယ် b1 เนาะပြီးရင်0 control enter ပြီးရင်တော့ကျွန်တော်အခုလိုမျိုးအဲဆွဲချလိုက်မယ်ကောင်းပြီအဲ့တော့ဒီ 2p ဆိုတဲ့သကလုံးရဲ့နေရာမှာကျွန်တော်တို့ကเนาะဒါဒီ စပိတ်ဘာမပေါင်းမပေါင်းဘူး။နောက်ကျွန်တော်ခုစပိတ်ဘာတစ်ချက်ပုတ်လိုက်မယ်။ကောင်းပြီ။အဲဒါဆိုရင်ကျွန်တော်စပိတ်ဘာပုတ်လိုက်မယ်။ပုတ်ပြီး control under ခောက်လိုက်တာနဲ့ဒီပိုင်းနဲ့အခုလိုမျိုးအအဖြေမှားတွေကိုထုတ်ပေးတာတွေ့ရတယ်။ဒါအပြင်ကျွန်တော်တို့ကဒီ table array ထဲမှာရှိတဲ့လုပ်ပြီးဆိုတဲ့စကားလုံးရဲ့နေရာမှာစပိတ်ဘာတစ်ချက်ပုတ်ပြီး under ခောက်လိုက်တာနဲ့ဒီပိုင်းနဲ့အဖြေမှားတွေကိုထုတ်ပေးတာတွေ့ရလိမ့်မယ်။အဲ့တော့ဒီလိုမျိုးမဖြစ်အောင်ကျွန်တော်တို့ဘယ်လို function တွေကိုသုံးပြီးတော့ကာကွယ်လို့ရမလဲဆိုတော့ရှင်းပြပေးပါပါ။ အဲ့ဒီဒီကလာလေးမစတင်ခင်မှာကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်။အဲကျွန်တော်ရှင်းပြတဲ့ဗီဒီယို file လေးကိုကြိုင်နှစ်တက်တယ်ဆိုရင်လည်း like share လေးလုပ်ပြီးတော့မျှဝေသွားနိုင်ပါတယ်။ကဲကဲအားလုံးပဲသင်္ကန်းလောက်စလိုက်ရအောင်နော်။အဲ့တော့ကျွန်တော်တို့ကဒီ video cut function မှာ H7 ဆိုတဲ့ဆဲကွက်ဒီဟိုတွတ်ပြီဆိုတဲ့စကားလုံးကိုရည်ညွှန်းတာဖြစ်ပါတယ်။အဲ့ဒီဆဲကွက်မှာနော်ဒီကျွန်တော်တို့စမိပါပုတ်လိုက်တာနဲ့တပြိုင်နက် video cut function ကအဖြေမှားတွေကိုထုတ်ပေးလိုက်မယ်။ ီဇနီစနစ်ကိုကာကွယ်ခြင်းနဲ့ဆိုရင်တော့အာကျွန်တော်တို့ trim function ကိုအသုံးပြုမှာဖြစ်ပါတယ်ကျွန်တော်အသုံးပြုမဲ့ function နာမည်ကတော့ trim function ပါအဲ trim function ကဘာအလုပ်ကိုလုပ်ပေးတာလဲဆိုတော့အာစပိပါပို့နေရင်စပိပါကတ်ပေးတယ်အဲเนาะအာဥမာအဖြစ်ကျွန်တော်တို့ကစာရိုက်တယ်ဆိုပါဆိုဥမာ AUNG အောင် THU သူလို့ရိုက်လိုက်မယ်ဟုတ်ပြီเนาะအာเนาะအဲဒီနေရာမှာရိုက်မယ်အောင်သူလို့ရိုက်လိုက်မယ်အဲ့တော့ဒီမှာက စကလုံးတစ်လုံးနဲ့တစ်လုံးကြားမှာပုံမှန်အားဖြင့်ဆိုရင် space bar တစ်ချက်ပဲပုတ်ပါတယ်တကယ်လို့ကျွန်တော်ကနှစ်ချက်ပုတ်လိုက်တယ်ဆိုရင်လည်းဒါစကလုံးကတော့မြင်ရမယ်ဒီနောက်မှာ space bar ကြီးထပ်ပုတ်မယ်ဆိုရင်လည်းအဲကျွန်တော်တို့ဒီစကလုံးကိုတော့မြင်ရမယ် space bar တွေကိုတော့ကျွန်တော်မြင်ဖို့ကခက်တယ်ပေါ့အဲ့တော့ပုံမှန်တိုင်းစာရေးသားတဲ့အတိုင်းပြန်လုပ်ခြင်းလေဆိုရင်ကျွန်တော် trim function ကိုသုံးလို့ရတယ်အဲ့တော့ဒီနေရာမှာအဲ trim လို့ရေးပြီးတော့အဲဒီစကလုံးကိုညှိုးလိုက်မယ်ညှိုးပြီး control under ခေါက်လိုက်ပါခေါက်လိုက်တာနဲ့တပြိုင်နက်ဟောဒီမှာရှိနေတဲ့စကလုံးဒီ space bar တွေလုံးဝပိုခြင်းလိုခြင်းမရှိတော့ပါဘူး ။အောင်မီအဲ့တော့ဒီစကလုံးကိုကျွန်တော်တို့ကစကလုံးတိုင်းတီးတန့်ပြန်လိုချင်တယ်ဆိုရင်ဥမာဆိုကြပါစို့ကျွန်တော်ကအခု train function နဲ့ space bar ကတ်ထားတဲ့စကလုံးကိုတခြားနေရာအောင်ကျွန်တော် copy ပူးသွားလိုက်မယ်အခုလိုမျိုး။ပူးသွားလိုက်ရင်စကလုံးကိုမမြင်ရတော့ဘူးပေါ့နော်။ဒါဆိုရင်အဲ့ဒီစကလုံးကိုကျွန်တော်တို့ကပြန်လိုချင်တယ်ဆိုရင်မလိုရမလဲဆိုတော့အာ page value နဲ့ copy ပြန်ကူရမှာပါ control c ပြီးသွားတဲ့အခါမှာအာ control alt v နော်ညမှာ value ကိုရွေးမယ်ရွေးပြီးသွားရင် okay နဲ့မယ်အဲဒါဆိုရင်ကျွန်တော်တို့က စကလုံးအတိုင်းပြန်ရပါပြီဒီလိုမှမဟုတ်ဘဲနဲ့ဒီ trim function ကစကလုံးတွေကိုကျွန်တော်တို့ကနော်ဟို test အနေနဲ့ပေါ့ function ရဲ့ result မဟုတ်ဘဲနဲ့ test အနေနဲ့လုပ်နေတယ်ဆိုရင်ကျွန်တော်အခုဒီမျှပြထားတဲ့ a die move tool လေးပုံအောင်ထောက်လိုက်ပါ right click ကိုဖိပြီးတော့အောက်ကိုဆွဲချမယ်ပြီးရင်အပေါ်ပြန်တွန်းမယ်တွန်းပြီးသွားတဲ့ဒီပိုင်းနဲ့ copy here as value only ကိုရွေးလိုက်ပါအဲဒါဆိုရင်ကျွန်တော်တို့က space bar ကတ်ထားတဲ့စကလုံးပြန်ရပါအဲ့တော့အခုကျွန်တော် ဥပမာပြောပြခဲ့တဲ့ trend function ကိုကျွန်တော်က vlookup function နေရာမှာသုံးမှာဖြစ်ပါတယ်။ ohmmeter ဆို lookup value နေရာမှာ trim trend လို့ရေးလိုက်မယ်။ပြီးတော့အဲဒီမှာဝင်းပြန်ပေးမယ် control အနက်ခေါက်မယ်။ဟောပြီးရင်ကျွန်တော် copy ကူးမယ်ပေါ့။ကူးပြီးတော့အဲဒီမှာကြည့်ပါ။ sweeper ပုတ်လိုက်တယ်။ under ခေါက်တယ်။အဖြေမပြောက်တော့ပါဘူး။ဒါဆိုဒီမှာ sweeper ပုတ်တယ်။ under ခေါက်တယ်မပြောက်တော့ဘူး။အဲဒါဆို sweeper ပုတ်တယ်။ under ခေါက်တယ်။ဟဲ့။မြန်မာစာမှာတော့ကျွန်တော်တို့ဒီအခက်ခဲလေးတစ်ခုရှိတယ်။ မြန်မာလူရိုက်မယ်ဆိုရင်တော့ဒီလိုဆွေးပါပုတ်ပြီးရိုက်တဲ့စကလုံးနဲ့ကတ်ပြီးရိုက်ထားတဲ့စကလုံးရှိတယ်။အင်္ဂလိပ်စာမှာတော့စကလုံးတစ်လုံးချင်းညီတိုင်းကတီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပြဿနာမရှိဘူး။မြန်မာသားရိုက်ရင်တော့ကျွန်တော်အလဲမှာဆွေးပါပုတ်လို့မရပါဘူး။နော်။အလဲမှာဆွေးပါပုတ်ရင်တော့အဲကျွန်တော်ဒီပြဿနာဖြစ်မယ်ပေါ့။ဟောမီ။အဲ့တော့နောက်တစ်ခုကအဲဆိုကြပါစို့ကျွန်တော်ကအခုဒီနေရာမှာဆွေးပါပုတ်လိုက်တယ်။ဘရန်ဒါခောက်လိုက်တယ်။အဲပြဿနာဒီမှာဖြစ်ပြီ။ဟောမီ။ဒါဆိုရင်သူကဘာကြောင့်ဖြစ်တာလဲဆိုတော့ဒီပဲအရေးကြီးကြောင့်ဖြစ်တာဖြစ်ပါလေ။ အဲ့တော့ကျွန်တော် table array ဆိုတာကတော့ဒီမှာပြောပြထားတဲ့ C7 အနေ F11 အထိပါ share range ကြီးဖြစ်တယ်အဲ့တော့အဲ share range ကြီးတခုလုံးကိုကျွန်တော်တို့က train function သုံးမယ်သုံးပြီးတော့ကျွန်တော်တို့ queen ပြန်ပိမ့်မယ်ပေါ့နော် queen ပြန်ပိမ့်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်ကအခု office 365 version သုံးနေတာဖြစ်ပါတယ် excel version 2019 2021 2024မှာလည်း office 365 version လိုပဲသုံးနိုင်တယ်ဒါပေမဲ့ကျန်တဲ့ version တွေမှာ train function ကိုအဲ့ဒီလိုမျိုး share အစုအဝေးကြီးထည့်လိုက်မယ်ဆိုရင် uh, function ရေးသားပြီးတဲ့အခါမှာ control shift under ခောက်ပေးရတယ်။လို့ပေမဲ့ကျွန်တော် office 365 version 19 21 24မှာတော့ control under ခောက်ရင်အဆင်ပြေပါတယ်။ဒါလေးတော့ကျွန်တော်တစ်ချက်သတိပေးခြင်းနဲ့ဒါကိုသတိထားပေးပါ။ control under ခောက်လိုက်တာနဲ့ဒီမှာနဲ့တော့ copy ပူလိုက်ပြီ။ကောင်းပြီ။အဲဒါဆိုရင်ကျွန်တော် sweep ပါပုံမယ်။ငါအဖြေမှန်နဲ့အာ sweep ပါပုံမယ်။အဖြေမှန်တယ်။ကောင်းပြီနော်။အဲ့တော့ကျွန်တော်ရှင်းပြခြင်းနဲ့ vlookup ရဲ့အခက်အခဲလေးကဒါပါပဲ။ အဓိကခဲလေးကိုကျွန်တော်တို့ train function လုံးပြီးတော့ဖြည့်ရှင်းနိုင်ပါတယ်။အားလုံးပဲကျွန်တော်ရဲ့ video file တွေကိုအချိန်ကုန်ခံပြီးတော့လေ့လာပေးတာကျေးဇူးတင်နေ။ Excel နဲ့ပတ်သက်တဲ့အခက်အခဲပြည်လည်ကြပါစေ။နောက်ပိုင်းသင်ခန်းစာတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြမယ်နော်။